ကိုရီးယားမြန်မာလေးနဲ့တူနေတဲ့အငယ်ဆုံးသားအကြောင်းထုတ်ပြောလာတဲ့ပိုးချပြုခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဒီရက်ပိုင်းအတွင်းအနုပညာလောကရဲ့သတင်းကောင်းတွေပရိသတ်တွေစိတ်ဝင်စားစရာအကြောင်းအရာတွေထဲမှာထိတ်ဆုံးကားပြေးနေတဲ့သတင်းတစ်ခုရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့အားလုံးချစ်ခင်ရတဲ့ထိတ်တန်းမင်းသမီးကျော်ပိုးချပြုခင်တယောက်သူမရဲ့ဒုတိယမြောက်သားရတနာလေးကိုအအောင်မြင်မြင်မွေးဖွားလိုက်တဲ့သတင်းမှာပဲ မိမိဘိုးကြပြုခင်ရောဖေဖေပီကီချွန်းတော်မိသားစုအတွက်မိသားစုရဲ့ပြည်စမမြောက်ရင်သေးလေးအတွက်ကျမတို့ကလည်းဒီညကနေထက်တူဝမ်းမြောက်ဝမ်းသာကုန်ယူမိပါတယ် ကလေးလေးကလည်းဖြူဖြူဖူးဖူးကြီးကြီးလင်းလင်းနဲ့အရန်ကိုချစ်စရာကောင်းလွန်လာပါတယ်။ဒါပေမဲ့ဒီသတင်းကပုံမှန်မင်းသမီးတယောက်မွေးဖွားတဲ့သတင်းထက်ပိုပြီးတော့ဟိုလီးတကြောကြောဖြစ်သွားစေတဲ့လူပြောများဆုံးဖြစ်သွားစေတဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့မွေးလာတဲ့သားကြောလေးရဲ့မျက်နှာလေးပါပဲ။ကလေးလေးကိုမြင်လိုက်ရတဲ့မိတ်ဆွေတွေအမှုပညာရှင်လှုပ်ဖို့ကင်ဘတ်တွေနဲ့ပရိသတ်တွေကပါဟဲချစ်စရာလေးဒါပေမဲ့ဖေဖေဘီကေထုံးမျက်နှာပေါက်တော့မဟုတ်ဘူးနော်ဆိုပြီးတော့ တညီတညွတ်သေးမှတ်ချက်ပေးနေကြတာပေါ့ဒီအပေါ်မှာတော့မိမိဘိုးချဖြူခင်ကိုရိုင်းကအရန်ကိုသဘောကျပြီးတော့ဝမ်းတောင်အားရနဲ့ထုတ်ကြွားလိုက်တဲ့အချက်တခုရှိပါတယ်သူသားလေးကတခြားလူမဟုတ်ပါဘူးကမ္ဘာကျော်နာမည်ကြီးကိုရီးယားမင်းသားလီဂျွန်ဂီနဲ့ချွတ်ချွတ်တူနေရလို့ဆိုပါတယ်ဟုတ်ပါတယ်ပရိသတ်ကြီးတို့ရင်မွန်လာပါဇလန်တွေတဲကစတုဒ္ဓမင်းသားဝမ်ဆိုနေရကနေပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆာခဲ့တဲ့အဲ့ဒီခေဒရာမာမင်းသားကျော်လေးနဲ့တူနေရဆိုပြီးမိမိဘိုးချဖြူခင်ကတော့အကုန်ယူမဆုံးဖြစ်နေရပါဘူး ကိုသားလေးကဖခင်နဲ့မတူပဲဒီလောက်ချောဒီလောက်နာမည်ကြီးရဲ့နိုင်ငံတကာကမင်းသားတယောက်နဲ့သွားတူနေရဲ့ပုံမှာအရန်ကိုပီတီဖြစ်နေရပါကဲဒီလိုမျိုးထူးထူးခြားခြားသူသွားရတဲ့လက်ဝက်ချက်ကိုလည်းမေမေပိုးချပြုကင်ကပြောပြခဲ့ပါတယ်။တခြားကြောင်းတော့မဟုတ်ပါဘူး။သူမကသားလေးကိုကိုဝင်ဆောင်ထားစေအတော်တွင်မှအဲ့ဒီမွန်လာပါကိုရီးယားဇလန်တွဲကိုအရန်ဆွဲလန်းနေခဲ့ရပါ။ဘလောက်တောင်ဆွဲလန်းတယ်လဲဆိုရင်ဇလန်တွဲတစ်ခုလုံးကိုသုံးခါတီတီပြန်ထိုင်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။ ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းတာကတော့ရှေးလူကြီးတွေအမြဲပြောလို့ရှိပါတယ်။ကိုဝင်ဆောင်ချိန်မှာစိတ်ချမ်းသာအောင်နေရမယ်။မျက်စိအေးအောင်လှလာလေးတွေကြည့်ရမယ်။ကိုယ်သဘောထားတဲ့ချုံမောလာပါတဲ့သူရဲ့တပ်ပုံတွေဇက်ကားတွေကိုအမြဲတမ်းစိုက်ကြည့်နေရင်မွေးလာတဲ့ကလေးကအဲ့ဒီလူရဲ့ရုပ်ရည်အသွင်ပြင်ကိုရလာတတ်တယ်ဆိုတော့ယုံကြည်မှုမျိုးပါအ အခုမင်းသမီးပိုးကြပြခင်ကတော့သူ့ရဲ့ theory တွေကလက်တွေ့မှာအောင်မြင်သွားပြီဆိုပြီးတော့ဝမ်းသာအားရပြောပြနေပါတယ်။သိပ္ပံနီးကြအရာတော့မျိုးရိုးဗီဇာကသာကလေးတယောက်ရဲ့ရုပ်ရည်ကိုအတိအကဆုံးဖြတ်တာဖြစ်ပေမဲ့ကိုဝင်ဆောင်မိခင်ရဲ့စိတ်ခံစားမှုပျော်ရွှင်မှုနဲ့ပတ်ဝန်းကျင်ကလည်းကလေးပေါ်မှာတန်ရောက်မှုရှိတယ်ဆိုတဲ့အယူအဆတွေရှိနေပါတယ်။ပရိသတ်တွေကြောင့်မှလည်းဒီအကြောင်းအရာကရေပန်းစားနေပါတယ် တချို့ပြည်သက်တွေကတော့မဆန်းပါဘူးမိမိပိုးကြောင်ရွှေရင်ကိုရိုင်းကနိုင်ငံကျော်ထိတ်တန်းရုပ်ရှင်မင်းသမီးဖေဖေကလည်းထိတ်တန်းတထေကြီးဒီလိုမျိုးရိုးဒီလိုဘဝအနေအထားကမွေးလာတာဒီလောက်ချောတာတဘာဝကြပါတယ်ဆိုပြီးတော့ချီးကျူးနေကြတာလည်းတွေ့ရပါတယ်အခုဆိုရင်တော့မိမိပိုးကြောင်ရွှေရင်ရဲ့သူ့ရဲ့ကိုရီးယားမင်းသားလေးရဲ့ဓာတ်ပုံလေးကိုအင်တာနက်ပေါ်မှာတင်ပြီးတော့ကြွားနေပါပြီကဲဒီဗီဒီယိုကိုကြည့်နေကြတဲ့ပြည်သက်တွေရဲ့အမြင်ကရောဘယ်လိုရှိပါသလဲမိမိပိုးကြောင်ရွှေရင်မွေးလာတဲ့သားလေးကကိုရီးယားမင်းသားလီဂျွန်ဂီနဲ့တကယ်ပဲတူနေလို့ထင်ပါသလားနောက်ပြီးတော့အရေးကြီးဆုံး မေကွန်ဖြစ်တဲ့ကိုဝင်ဆောင်ချိန်မှာကိုသဘောကျတဲ့မင်းသားဇက်ကားတွေပုံနေကြည့်ရင်တကယ်ပဲမွေးလာတဲ့ကလေးကသူတို့နဲ့တူလာနိုင်တယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်